လူမျိုးတွန်းတက်ဖြတ်ခဲ့တဲ့ကမာဒီအစိုးရရဲ့အဆုံးသက်ကမ္ဘောဒီးယားမှာလူမဆန်စွာနှိမ့်ဆက်ယုံတွေမှာကလူမျိုးတွန်းတက်ဖြတ်တဲ့အဒီကျူးလွန်ခဲ့တဲ့ကမာနီတွေရဲ့အဆုံးသက်ကာလလို့ပြောရမယ်1988ခုနှစ်နှစ်ကုန်ကနီးမှာနိုင်ငံနဲ့နမိတ်ပြဿနာစီးရင်နဲ့ဒူသားချင်းစာနိုင်မှုဆိုင်ရာအကြောင်းရင်းတွေတပြိုင်နက်ပေါက်ဆက်ပြီးတော့ကမာနီအစိုးရဘူ BNS စစ်တပ်ကဝင်ရောက်တိုက်ခိုက်လိုက်ပါတော့တယ်ကမ္ဘောဒီးယားနိုင်ငံရဲ့ရက်စက်ချင်းချုပ်မှုတွေဖြစ်လာတော့မယ် 1995ခုနှစ်ဧပြီလ18ရက်နေ့မှာတော့မော်ဝါဒီအစိုးရတွေဟာမြို့တော်ဖနွမ်းမင်ကိုတင်းကားတွေစီးပြီးဝင်ရောက်လာခဲ့ကြပါတယ်။အမေရိကန်ထောက်ခံအားပေးထားတဲ့ဒွန်နိုးရဲ့သမရနိုင်ငံစနစ်ကိုပြုတ်ကြပြီးပိုပေါ့ဥဆောင်တဲ့ခမာနီတပ်တွေကလင်းနစ်ကြအောင်ကွန်မြူနစ်စနစ်နဲ့နိုင်ငံဟိုးအိုးချုပ်ခဲ့ပါတယ်။ဒါပေမဲ့လည်းပိုပေါ့ဟာမော်ဝါဒီလို့သာခေါင်းစဉ်တက်ခဲ့ပြီးသူတကယ်ကျဉ်းသုံးခဲ့တာကတော့အစိုးရမျိုးချစ်စိတ်ဖြစ်တဲ့ဖက်ဆစ်စနစ်ပါ။ပိုပေါ့ဟာ ဖက်စစ်နာစီကောင်းဆောင်ဟစ်တလာကိုလည်းအားကျခဲ့တယ်လို့စာရေးဆရာအချို့နဲ့တမိုင်းသူတွေတီတွေက ဝေဖန်ထောက်ပြခဲ့ကြတာလည်းရှိပါတယ်။ဒါပြင်သူတွေတီတွေကတော့ပိုပေါ့ဟာလက်ဖဝင်ဖက်စစ်လို့လည်းသုံးသပ်ပြောဆိုကြပါတယ်။ကမ္ဘောဒီးယားမှာခမာနီလူမျိုးတွေကအများစုနေထိုင်ကြပြီးတခြားလူမျိုးစုတွေဖြစ်တဲ့ချက်မွတ်စလင်တေယိုးလူမျိုး BNL လူမျိုး ခမာကွမ်း ၊ကူ၊မုံစတဲ့လူမျိုးတွေလည်းနေထိုင်ကြပါတယ်။အတူတကွရှင်တွဲနေထိုင်တာကိုအလိုမကျပဲမလူမျိုးမှသာမြင့်မြတ်တယ်ဆိုတဲ့မဟာလူမျိုးကြီးဝါဒကိုကျင့်သုံးပြီးပုံပုတ်ဥဆောင်တဲ့ခမာနီတက်တွေဟာတခြားသောလူမျိုးတွေကိုတိုက်ခိုက်တပ်ဖြတ်မှုတွေကျူးလွန်လာတော့တယ်။ဒီထဲကမှချက်မွတ်စလင်နဲ့ BNL လူမျိုးတွေကိုပုံပုတ်ဥဆောင်တဲ့ခမာနီတက်တွေကအဓိကထားတပ်ဖြတ်ခဲ့ပါလေ။ကမ္ဘောဒီးယားနိုင်ငံရဲ့လူဦးရေ20%ရာခိုင်နှုန်းတပ်ဖြတ်ခံလိုက်ရပါတယ်။ထုတ်ပြန်ကြေညာချက်တွေအရာ လူဦးရေ1.3ကနေ2.2မီလီယံကြာသေဆုံးခဲ့ကြပါတယ်။စနစ်တကျတပ်ဖြတ်ခံရမှုအပြင်ငမ်းမှုချင်းယောဂါတန်ရာနဲ့အတ္တမအလုတ်စီခိုင်းခံရခြင်းတို့ကြောင့်လည်းသေဆုံးခဲ့ကြတာပါ။ဒါ့အပြင်ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေနိုင်ငံဝန်ထမ်းတွေပညာတတ်တွေကျောင်းသားတွေနဲ့ဒဏ္ဍာရှင်တွေကိုလည်းတပ်ဖြတ်ခဲ့ပါတယ်။မျက်မှန်တရင်ကိုတန်တရားနဲ့တပ်ဖြတ်တဲ့ကာလလို့ပြောရင်လည်းမမှားပါဘူး။ဒီလိုမျိုးလူမျိုးတုံးတပ်ဖြတ်မှုတွေကိုကျူးလွန်နေတဲ့ ပေါ်ပေါ်ရဲ့ခမာနီဆိုရကိုအင်းကြီးချင်းတိုင်းပြည်ဖြစ်တဲ့ဗီယက်နမ်ကတော့သူတို့နိုင်ငံရဲ့နေနမိတ်ပြဿနာ၊စီးရေးပြဿနာ၊လူသားချင်းစာနာမှုဆိုင်ရာတွေစုပေါင်းပြီးတော့ကမ္ဘောဒီးယားခမာနီဆိုရကိုဗီယက်နမ်စစ်တပ်က1958ခုနှစ်ဒီဇင်ဘာလ25ရက်နေ့မှာခမာနီတွေကိုစတင်တိုက်ခိုက်ပြီးနှစ်ပတ်အကြာမှာတော့ပနမ်ပင်မြို့တော်ကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။ခမာနီဆိုရပြောကြားသွားခြင်းမှာတော့ People Republic of Cambodia PRK ဟာအစိုးရဖြစ်လာခဲ့ပါတယ်။ခမာနီကောင်းဆောင်တချို့ကို PRK ကဖမ်းဆီးထောင်ချခဲ့ပြီးတပ်သားတွေကိုတော့ BNN နဲ့ PRK အစိုးရဘက်ကပြန်လည်ပညာပေးရေးအစီအစဉ်တွေနဲ့နိုင်ငံရေးအရာပြန်လည်တွဲမှုဂျိုးပန်းခဲ့ပါတယ်။တချို့ကတော့ခမာနီကောင်းဆောင်ဘူပေါ်နဲ့အတူထိုင်းနဲ့ဇက်ဖို့ထွက်ပြေးခဲ့ပါတယ်။ PRK ကိုတော့ ပရိုဗီယန်နန်ဂါဗာမန့်အဖြစ်အခြားနိုင်ငံတွေကရှုံနေကြပါတယ်။အားကြောင့်လဲဆိုရင်ကမ္ဘောဒီးယားနိုင်ငံထဲမှာ BNN စစ်တပ်ကခမာနီအစိုးရကိုစတင်တိုက်ခိုက်ခြင်းကနေ1989ခုနှစ်အထိ10နှစ်ကြာတဆွဲနေခဲ့ပြီး PRK အစိုးရကိုဂျိုးကန်ခဲ့ပါတယ်။တကယ်တော့ BNN စစ်တပ်ကခမာနီတွေကိုဝန်တိုက်ခိုက်ခဲ့တာတွေဟာစစ်ရေးတိုက်ပွဲနဲ့လည်းပတ်သက်နေပါတယ်။တရုတ်ကခမာနီတွေကိုထောက်ပံ့ပေးပါတယ်။ BNN တွေကိုဆိုဗီယက်ပြည်ထောင်စုက ထောက်ပံ့ပေးပါတယ်။ ကြောင့်တရုတ်နဲ့ BNL တို့ဆက်ဆံရေးဟာလည်းတင်းမာနေခြင်းဖြစ်ပါတယ်။နောက်တစ်ခုကတော့ Indo-China စစ်ပွဲကလည်းခမာနီတွေကို BNL ကဝင်လိုက်ဖို့အတွက် အကြောင်းပြချက်ကောင်းတစ်ခုလည်းဖြစ်ပါလေ။ BNL ဟာတရုတ်နဲ့နိုင်ငံတကာရဲ့ဖိအားတွေကြောင့်ထောင်ကွာ80ပြည်လုံးနဲ့အလဲပိုင်းကစပြီးကမ္ဘောဒီးယားနိုင်ငံလေးကတိုက်ရင်အားကိုတဖြည်းဖြည်းရှင်းချခဲ့ပါတယ်။ထောင်ကွာ89ခုနဲ့စတေမာလာ26ရက်နေ့မှာတော့နောက်ဆုံးကြံရှိနေတဲ့ BNL တပ်တွေဟာကမ္ဘောဒီးယားနိုင်ငံလေးကနေအပြီးသက်ထွက်ခွာခဲ့ပါတယ်။ အခုလိုစိတ်ဝင်စားစရာဖြစ်ရမယ့်အကြောင်းအရာတွေကိုကြည့်ရှုခြင်းရင် knowledge hub ကို follow ထားနိုင်ပါတယ်။